မင်္ဂလာပါခင်ဗျာချင်နိုင်ကနေပြန်လည်ကြိုသိလိုက်ပါတယ်ပဲခူးတိုင်းဒေသကြီးအုတ်တွင်းမြို့နယ်ဝါဒီကြီးရွာဥဖုလာဒိန်နယ်တော်မူခန့်တို့ရဲ့သမီးဖြစ်သူမမေစင်ထက်ရဲ့ကျမ်းမာရေးချိန်ဒီအတွက်လူရှင်များရဲ့ကူညီကိုအရေးကြီးလိုအပ်နေပါတယ်မမေစင်ထက်ဟာယခုလက်ရှိချွန်မော်လန်ဆုံးစေးအုံမှာစေကူတာမူခန့်ရနေရတာဖြစ်ပြီးသူ့မှာနှလုံးရောဂါလည်းရှိနေပါတယ်ခင်ဗျာအခုဆိုရင်အစာရင်ပိုးဝင်သွားတဲ့အတွက်ထိုင်းနိုင်ငံစေးအုံမှာပဲဆက်လက်ကုသနေရပါတယ်မိဘတွေကသမီးဖြစ်သူရဲ့စေကူစားစေးအတွက်ငွေခက်ခဲကြုံတွေ့နေရတယ်လို့လည်းပြောပါတယ် မမေစင်ထက်ကိုကိုကြီးဆောင်ရွက်ပေးနေတဲ့ကိုလေးဆိုတဲ့ Facebook account ပိုင်ရှင်နဲ့မမေစင်ထက်ရဲ့အမားဖြစ်သူလို့ပြောဆိုထားတဲ့အသံဖိုင်လည်းရှိပါတယ်။အော်ဒီမလီယာဘောနော်နှလုံးရောပါရဲ့ပြေးပါရဲ့အစာအိမ်ဘောနော်ပိုးပြီးွားလို့ရကြမလို့စေယုံမှာဘောနော်အခုစေယုံမှာဖြစ်ရှိနေတယ်။ဟွာအစာဆူရတဲ့ကြက်တွေတဖြစ်တာဘောနော်ခလီမလီယာအသက်ဆက်ခွန်လောက်ပဲရှိသေးတယ်ဒါကြောင့်မလို့သူ့အမလည်းကိုကြီးခဲတာဘောနော်ကိုလေးနဲ့တိရဆိုတော့လေကိုလေးကပဲကိုကြီးပြီးတယ် โอเคအဆွေကိုလေးပြောပြမိလောင်းဒီကိုလေးအဗီရောကိုလေးတင်မိမနာအလူကိုလာထဲလို့ရတယ်ပါပြပြကိုလေးတကယ်လာလူပေးတဲ့ဆွေကိုလေးဒီမှာပတ်စံပြီးလွှဲပြမိနော်သူသူစီမှာပေါ့နော်တကယ်လို့ကိုလေးစီမှာလာပေးလေရတယ်ကိုလေးပြန်ထည့်ပြမိနော်ပြီးကိုလေးအဖုံးလေးမှာတင်နေမယ်နော်သူကချုံဖုံးမှာပဲပေါ့နော်သူကဒီဘန်ကောင်ထဲမှာပဲချုံဖုံးလေးမှာပဲပေါ့နော်ချုံဖုံးစီယုံမှာရှိနေတယ်ဟုတ်ကအဲကိုလေးရဲ့ဟို 啊，没得问多少嘞，罗伯，考哇，私立多伊哇，罗拉西拉，尼龙萨迪奈拉桑达拉，伊邦尼拉西拉，卡里拉盖劳，本地人咯，肯达肯达劳，伊姆多伊马吉纳莫，大家们都道乌苏米乌塞乌岩，沙子沙子比茫茫米阿嘞，贝阿西马迪吉霍阿变，伊沃多阿拉桑达。 အစံတက်ပြီးဘလူးရက်စီဘောကနေမှာဒီဘောကမရှိရောဘောကနေမှာတော့ယူခဲရှူခါမစီဒါဒန်ရှေယာ ဒါကြောင့်မို့လူသားချင်းစာနာစိတ်နဲ့တနက်တလာကူညီလူသားပေးကြပါလို့လည်းကျွန်တော်မြတ်တရရခိုင်ပညာအပ်ပါတယ်ခင်ဗျာအားလုံးရဲ့ကူညီမှုဟာမမေ့စဉ်တဲ့အတွက်တတချောင်းအောင်ကက်ဒီယန်ရောက်တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်စသည်လူရန်လို့ရမယ့်ဘဏ်နံပါတ်ကိုလည်းကျွန်တော်ချပေးထားပါမယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နောက်တဲ့တင်တော့ကိုဆက်လက်ပြီးတော့တင်ဆက်ပြီးသွားပါမယ်။ခန်းနိုင်ငံဖူကက်မြို့မှာကားပေါ်မှာစတန်ထွင်ပြီးမလျော်ကန်တဲ့အပြုတ်မှုတွေပြုလုပ်ခဲ့တဲ့ရုရှားနိုင်ငံသားတို့ကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖြစ်ပျက်မှာပါဝင်တဲ့အသက်23နှစ်အရွယ်ရုရှားမျိုးသားဟာဒေသခံတွေပြောစေချက်အရလူကြီးကားတွေရိုက်တဲ့သူလူသိရပါတယ်သူ့ကိုဗန်ကောက်မြို့မှာရှိတဲ့တူဝနာဘူမီပြည်ပဆိုင်ရာနေသိမ်းမှာခန်းစီရမိခဲ့တာဖြစ်ပါတယ် ထိုင်းနိုင်ငံပိုင်းနေရာဒီရုရှားနိုင်ငံသားရဲ့ဗီဇာကိုဆက်ချင်းရုပ်လင်းလိုက်ပြီးဖြစ်သလိုနောက်နောက်ထိုင်းနိုင်ငံတွေကိုပြန်လည်ဝင်ရောက်ခွင့်မပြုတော့ဘဲပြေးပင်လိုက်ပါတယ်။ဒီလိုရဟာနောက်ဖြစ်လာမယ့်နိုင်ငံသားခီးသွားတွေအတွက်အစံနမူနာပြသတိပေးချက်အဖြစ်ဆောင်ရွက်တော်မှာဖြစ်ကြောင်းတီးပြပြချထားပါတယ်။ဒီလိုမျိုးမတင်းလျော်တဲ့မြို့မှုတွေကနိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်သေးတဲ့အတွက်ထိရောက်စွာအရေးယူဆောင်ရွက်တော်မှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်တင်ပြဖို့ဆက်လက်နေဆက်ပြီးသွားပါမယ်။ယနေ့စနေပါက25ရက်နေ့မှာစတင်ပြီးထိုင်းနိုင်ငံရောမြန်မာနိုင်ငံသားများရဲ့နိုင်ငံကူးလက်မှတ်ပြောင်းလဲနဲ့ပတ်သက်တဲ့ရည်ကြီးသည့်နေ့တစ်ခုကိုတင်ပြပေးပါမယ်။ ထိုင်းနိုင်ငံမှာ CIA စာအုပ်ကိုင်းဆောင်ထားသူတွေဟာနိုင်ငံကူးလက်မှတ် PJ စာအုပ်ကိုပြောင်းလဲတဲ့အခါမှာအဲ့ဒီ PJ စာအုပ်ပေါ်မှာ Passport for Thailand Only ဆိုတဲ့စာတမ်းလေးကိုစတင်ရိုင်းနှိပ်ထုတ်ပေးနေပြီလို့ဗီဇာနဲ့ဘဲဝင်ဆောင်မှုပေးနေတဲ့ agent တွေစီကနေသိရပါတယ်။ဒီနေ့မဟာရှာမျိုးနယ်မှာ CIA စာအုပ်ကနေ PJ နိုင်ငံကူးလက်မှတ်သွားရောက်လဲတဲ့သူတွေကိုစာအုပ်ထုတ်ပေးတဲ့အခါမှာထိုင်းနိုင်ငံတခုလက်တက်သောမျိုးကွင်းဆိုတဲ့ဒီလိုကန့်သတ်ချက် စာတမ်းတွေပါလာတာဖြစ်တယ်လို့ agent တွေကရှင်းပြထားပါတယ်။ ဒါတလုံးမှာတော့ CIA ကနေ PGO ပြောင်းလဲသူတွေဒါဒီလို Passport for Thailand only ဆိုတဲ့တသိတုံထုတ်ခံရတာဖြစ်ပြီးမြန်မာတန်ရုံကထုတ်ပေးနေတဲ့တတားတို့နိုင်ငံကူးလက်မှတ်တွေမှာတော့ဒီစားရမပေါဝင်သေးဘူးလို့ဆိုပါတယ်ဒီလိုကန့်သက်ချက်ထုတ်လိုက်တာ PGO စာကိုပြောင်းပြီးထိုင်းနိုင်ငံနေတဆင့်ကတရားနိုင်ငံနေစီထောက်ခေါ်ကိုကြိုးစားနေကြတဲ့မြန်မာလူငယ်တွေကိုလူလက်ဆော်တော်လာခွင့်ဖိနှိပ်ချုပ်ချယ်ရတာဖြစ်တယ်လို့ထိုင်းရမြန်မာတွေကတုံ့ပြန်ပြောဆိုနေကြပါတယ်အခုလို CIA ကနေ PGO ပြောင်းလဲသူတွေကိုကန့်သက်တာအနောက်ပိုင်းမှာတတားတို့နိုင်ငံကူးလက်မှတ်တွေပါကန့်သက်လာမှာကိုစိုးရိမ်မှုတွေရှိနေတယ်လို့ဗန်ကောက်တက္ကသိုလ်ကမြန်မာကျောင်းသူတို့ကလည်းတုံ့ပြန်ပြောကြားထား ားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ထိုင်းနိုင်ငံအတွင်းအထူးခြားတဲ့သတင်းများဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်သွားဖို့လည်းကျွန်တော်ကြိုတွန်းလိုက်ပါရစေတက်တော့မှကြီးနေတဲ့ညီကောင်များကလည်းကျွန်တော်ရဲ့ channel က share လုပ်ရန်ဖြစ်သွားတဲ့ဗီဒီယိုတွေကမကြည့်တဲ့သူတွေစီကိုမရောက်တော့ဘူးเนาะအဲဒါကြောင့်ကျွန်တော်တက်တော့ပေါင်းတယ်ဟိုအမကြမကြဝင်ကြည့်ပြီးတော့ဗီဒီယိုလေးကြည့်ပြီးပါတော့ကျွန်တော်တိုက်တွန်းနေပါတယ်ခင်ဗျာအားလုံးရဲ့တာရဲနေ့တွေလေးဖြစ်ပါတယ်ခင်ဗျာ